နွေမလာစနေနေ့နဲ့စသွန်းဒီမှာပြုလုပ်ခဲ့တဲ့ចောင်းသားတို့အရေးပေါ်အစည်းအဝေးကနေကန့်ကွက်တဲ့ကြားကနေပြဋ္ဌာန်းလိုက်တဲ့မျိုးသားပညာရေးဥပဒေကိုចောင်းသားတွေကဆက်လက်တပိတ်မှောက်သွားမယ်လို့ဆုံးဖြတ်ခဲ့ကြပါတယ်။တပိတ်မှောက်ဖို့အတွက်မျိုးသားပညာရေးဒီမိုကရေစီလှုပ်ရှားမှုဦးဆောင်ကော်မတီကိုဖွဲ့စည်းလိုက်ပါတယ်။ကော်မတီမှာအဖွဲ့ဝင်15ဦးပါဝင်ပြီးမျိုးသားပညာရေးဥပဒေကိုကန့်ကွက်ဆန္ဒပြတာတွေကိုဦးဆောင်လှုပ်ဆောင်မှာဖြစ်ပြီးတက္ကသိုလ်တွေလိုက်ဆန္ဒထုတ်ပေါ်တာတွေကိုဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ဒါ့အပြင်ចောင်းသားတို့အရေးပေါ်အစည်းအဝေးကနေအချက်6ချက်ပါထုတ်ပြန်ချက်ကိုလည်းထုတ်ပြန်ခဲ့ပါတယ်။ယနေ့ ဒီအချိန်ကစပြီးတော့နိုင်ငံလုံးဆိုင်ရာကျောင်းသားလူရေးပေါ်စီဝေးကမျိုးသားပညာရေးဥပဒေကိုအပိတ်မှောက်ကြောင်းကျွန်တော်တို့ကြေညာပါတယ်နိုင်ငံလုံးဆိုင်ရာကျောင်းသားလူရေးပေါ်စီဝေးကဆုံးဖြတ်တဲ့ဒီဆုံးဖြတ်ချက်ကိုကျွန်တော်တို့တွေကကျောင်းသားလူအားလုံးရဲ့ကိုစားမျိုးသားပညာရေးဒီမိုကရေစီလှုပ်ရှားဒီမိုကရေစီပညာရေးလှုပ်ရှားမှုပူးဆောင်ကော်မတီနဲ့ကျွန်တော်ဆက်လက်လှုပ်ရှားသွားမှာဖြစ်ပါတယ်။ဒီလှုပ်ရှားမှုပူးဆောင်အောင်မှာဖြစ်တဲ့အတွက်ကျွန်တော်တို့အပေါ်မှာတော့အများကြီးရှိပါတယ်။အဲ့ဒီအပေါ်မှာကျွန်တော်တို့အနေနဲ့ပြင်ဆင်မှုကတော့ ကျွန်တော်တို့ကအမျိုးသားပြည်ရဲ့ဥပဒေကိုကျွန်တော်တို့ကျောင်းသားပြည်သူကိုအခြေခံပြီးတော့လိုလားတဲ့ဥပဒေကိုဖြစ်ချင်တယ်။အဲ့ဒီကကျွန်တော်တို့အစိုးရအတရားမလုပ်ဘူး။မလုပ်ဘူးတဲ့ကျွန်တော်တို့ကျောင်းသားတွေအခုစပြီးတပိမောက်ရတယ်။အဲ့တော့တပိမောက်ရတဲ့ဖြစ်ပေါ်လာတဲ့အကျိုးဆက်အားလုံးကအစိုးရကတွတ်တောင်ဖြစ်တယ်။ကျွန်တော်တို့ကအစိုးရပေးမဲ့ပြစ်မှုပြစ်ဒဏ်တွေတခြားအရာရာအခက်အခဲတွေကိုကျွန်တော်တို့ကအစိုးဆုံးကြီးရှင်းလာပြီးအားလုံးပြင်ဆင်ကြတယ်။ ျွန်တော်ထောင်နေတန်းနေကြဖို့အတွက်ကျွန်တော်အားလုံးရင်ဆိုင်ခင်ဗျာဒီကိစ္စကိုကျွန်တော်အားလုံးကြောင်းသားလူနဲ့တိုင်ပြီးဆုံးဖြတ်ပေးနေတယ်ပါတယ်အဲ့တော့ကျွန်တော်တို့အစိုးဆုံးကြီးရင်ဆိုင်ပြီးအရာရာကြော်ဖြတ်ပြီးကြော်ဖြတ်သွားစိန်ခေါ်မှုတွေကြော်ဖြတ်ပြီးကျွန်တော်တို့ရင်ဆိုင်သွားပါမယ် နွေမာလာစနစ်နေနဲ့73ရက်နှစ်ရက်ကြာပြုလုပ်ခဲ့တဲ့အစည်းအဝေးမှာတနိုင်ငံလုံးကចောင်းသား900ခန့်တက်ရောက်ခဲ့ပြီးမြို့သားပညာရေးဥတွေကိုပုံမှန်တစ်ချက်ချင်းစီအလိုက်အဖွဲလိုက်ခွဲပြီးဆွေးနွေးခဲ့ကြပါတယ်။ဒီလိုဖွဲ့တွေခွဲပြီးဆွေးနွေးမှုတွေပြုလုပ်ရမှာတက်ရောက်လာတဲ့ចောင်းသားလူအလုံးကမြို့သားပညာရေးဥတွေကိုလက်မခံနိုင်တာကြောင့်ပြန်လည်ပြင်ဆင်မှုတွေပြုလုပ်ပေးဖို့လိုလားတယ်လို့သိရပါတယ်။